Hi. Warmly welcome back to Hello So Channel. အားလုံးမင်္ဂလာပါရှင် Hello So Channel လေးရပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီနေ့ Emily ဖတ်ပြပေးမှာက Okay, weekly ပေါ့နော် January reading လေးကိုဖတ်ပြပေးမှာဒါလေးက collective reading လေးဒီ Hello So နဲ့ပတ်သက်ပြီးတော့ပေါ့နော်အကုန်လုံးကိုစုပြီးတော့ကြည့်ပေးထားတဲ့ energy လေးပါ။ဟောကြဒါကြောင့်မလို့ pick and find လိုမျိုး calculate ရွေးစရာမလိုဘူး။ အာပြီးတော့အရင်တစ်ခေါက်ကအနေဖတ်ပေးတာကအောက်တိုဘာ15ရက်နေ့မတိုင်ခင်ထိကြည့်လို့ရတဲ့ဗီဒီယိုလေးပေါ့နော်ဒီနေ့ကကြာတော့အောက်တိုဘာ14ရက်နေ့ဖြစ်သွားပြီအဲ့တော့အရင်ဗီဒီယိုဒီနေ့နောက်ဆုံးကြည့်ရမယ်ပေါ့နော်โอเคအခုကကြာတော့အောက်တိုဘာအာ15 16 17 18 19 20 21အောက်တိုဘာ21 22အောက်တိုဘာ22မတိုင်ခင်ထိကြည့်လို့ရတဲ့ဗီဒီယိုလေးနော် Hi my spirit guide my ancestor my higher self ဒီဗီဒီယိုလေးက October ဒီဗီဒီယိုလေးကို October 22ရက်နေ့မတိုင်ခင်ကြည့်အဲကြည့်လို့ရပါတယ်။ဒီ energy လေးဖတ်ပြတာပါတယ်။ဒီအဲလာမယ့်ပေါ့နော်။ဒီနေ့ October 14ရက်နေ့ကနေစပြီးတော့ Okay October 14ရက်နေ့ကနေစပြီးတော့လာမယ့်အာတပတ်ပေါ့နော် အောက်တိုဘာ22မှာတရက်နေ့ဒီမှာအာဒီ Hello Soul Channel ကိုကြည့်ရှုအားပေးနေတဲ့ဒီဗီဒီယိုလေးကိုကြည့်ရှုအားပေးနေတဲ့သူတွေ energy ကဘယ်လိုမျိုးတွေရှိနေနိုင်လဲပေါ့နော်။အလားနဲ့ပတ်သက်ပြီးတော့ဖတ်ပြပေးမှာဖြစ်ပါတယ်။ Hi, my spirit guide, my ancestor, my higher self. Okay. Thank you. ပေါင်းကတ်ရပြီเนาะဘိုက်ခတ်လေးကြည့်လိုက်ပါမယ်2 of cup ပါเนาะ okay thank you အမြင့်ချင်းရဲ့ cut လေးကိုအမြင့်စိတ်ထဲမှာဒီ cut လေးကိုကင်ကျင်ခဲ့ရလीလော့ဖ် energy အများကြီးတွေ့ရတယ်เนาะဟိုင်းမစ်ဖရေကိုင်းမိုင်အန်ဆက်တာမဟာ Okay. I'm not sure if I'm a sister. Hi, I'm not sure if I'm a sister. My hair is heavy. October, so we are near me below October. Na sa daya ni ti, no? Universe message ti. Di haro so chanay o chi ni re tu li etwa. ရွက်ကြပါပြီ။အမြင်ယူလိုက်မယ်နော်။ right ခါလေးက the situation will improve. okay အဲ့တော့ message တွေကတော့အများကြီးရတယ်။အများကြီးရတဲ့မှာဘာတွေတွေ့ရလဲဆိုရင် creativity ဖန်တီးအားတွေတွေ့ရတယ်။နောက်တစ်ခုကအော်တကယ်အများကြီးပဲ။ okay ဒီကားလေးမှာထားလိုက်မယ်နော်။ညဒီလိုလေးထားလိုက်မယ်။ ပုံမှန်လေးရဲ့၃ကပ်ပဲကြည်ရဒါပေမဲ့လေ Okay thank you နော်ဒီလိုလေးပေါ့ဒီလိုလေးကြည်လိုက်မယ်အဲ့ခါကျတော့ Okay အမလို့စားဖတ်မယ်ပေါ့နော်အာဒီအခုဒီ view လေးကိုကြည့်ရတဲ့အနေနဲ့လာမယ့်တပတ်တာကာလအတော်အတွင်းမှာဒီအော်တိုဘာနာဆန်းနှစ်မတိုင်ခင်အတော်အတွင်းမှာကိုကကိုရဲ့အချစ်ရည်เนาะဒီမှာအမြတ်ခုနာတွေပြောရဲမေတ္တာရည်တွေ အချစ်ရည်တွေ1500ခန်းတွေ928ခန်းတွေအန္တရာယ်တွေ့ရတယ်လောက်ဖို့ကန်ဖတ်ပိုင်းနေရောနော်လူတွေနဲ့အန္တရာယ်တွေ့ဆုံတာမျိုးတွေ့ရတယ်အဲဒီခန်းစားချက်ပိုင်းနဲ့ပတ်သက်ပြီးတော့ဆိုရင်လည်းကိုတကယ်နှစ်သက်သဘောကျတဲ့ဖြစ်ချင်တဲ့ကိုတကယ်ဖန်တီးတီထွင်ခြင်းနဲ့လှုပ်ဆောင်ခြင်းနဲ့အဲကိုရဲ့စိတ်ခံစားချက်အတိုင်းပေါ့နော်လှုပ်ဆောင်ခြင်းနဲ့အရာလေးတွေအမှအမှုပညာနဲ့ဆက်ဆက်တာနော်တချို့တွေက project လေးတစ်ခုနဲ့ဆက်ဆက်တာလူတစ်ယောက်နဲ့ဆက်ဆက်တာနော် အဲအဲ့လိုမျိုးပိုင်းနေကိုကစပြီးတော့လုပ်တယ်ပေါ့နော်စပြီးတော့ဒီတပတ်တာကာလအတော်အတွင်းမှာအလုံးလုံးဖြစ်မယ်ဆော့ဆော့ energy မှာတော့ငါအဆင်ပြေပါမလားဆိုတဲ့အခြေအနေမျိုးတွေရှိတယ် unlikely ရဲ့အတိပ္ပာ no တော့မဟုတ်ဘူးဒါပေမဲ့လေကိုယ့်ရဲ့စိတ်ထဲမှာဆိုရင်အဲဒီရာနဲ့ပတ်သက်ပြီးတော့ဟိုဒီ30ရာခိုင်နှုန်းလောက်ပဲမျှော်လင့်ချက်ထားရတာမျိုး50 50တောင်မဟုတ်ဘူးပေါ့နော်ဒါပေမဲ့လေကိုတကယ် action ယူလိုက်တဲ့အခါမှာ near future မှာ ကိုတကယ်လက်တွေ့ကြနေကိုတကယ်ဖြစ်ချင်တဲ့ကိုယ့်ရဲ့စံသားလေးတခုကိုယ့်ရဲ့ ိုကြိုက်နှစ်သက်တဲ့သူ1500နာမည်ဖြစ်ဖြစ်928နာမည်ဖြစ်ဖြစ်စီးပွားရေးပါတနာပဲဖြစ်ဖြစ်เนาะဟို928ပဲဖြစ်ဖြစ်အာဒီအလုပ်ဖို့ကန်ဖတ်မိတ်ဆွေတငယ်ချင်းအာလူတယောက်ပေါ့ဒါမှမဟုတ်လေရေတက်လွမ်းမိုးတဲ့သူတယောက်ဥမာ Scorpio Pisces Cancer အဲ့လို energy မျိုးရှိတဲ့ person တယောက်ပေါ့เนาะသူနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့လုပ်ငန်းအနေနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ကိုဖြစ်ချင်တဲ့ကိုယ့်ရဲ့ဆန္ဒလေးတစ်ခုပေါ့เนาะဆက်စပ်ကြရတော့အခုလက်ရှိ အခြေအနေမှာဒီအရှိခြေအနေမှာငါအဆင်ပြေပါမလားဆိုတဲ့ခြေအနေတွေရှိနေပြီမဲ့အဲ near future မှာဒီကိုယ့်ရဲ့ angels တွေကိုယ့်ရဲ့အဆောင်ရှောက်တွေကိုယ့်ရဲ့ spirit guide ပေါ့နော်ကိုစောင်းနဲ့အဲကိုယ့်ချစ်လူခင်တို့လာပြီးတော့ဆောက်ရှောက်ပေးတာမျိုးတွေအဲဘဝဆက်ဆက်တဏှာဆက်ဆက်ကအဆုံးတွေးခဲ့ဘူးတဲ့ပေါ့နော်သူမျိုးတွေပေါ့နော်အဲသူတို့ဒီစီမှာဒီ universe စီမှာကိုအကူအညီတွေတောင်းတာတွေဆူတောင်းထားတာတွေတည်ခြင်းလို့မိထားတာတွေနော်ဟိုအဲ့ဒီအရာတွေနဲ့ပတ်သက်ပြီးတော့ เนาะဟိုဆက်ဆက်ချင်းကတော့ no ဆိုတဲ့ energy မျိုးရှိပေမဲ့ကိုယ့်ရဲ့ဒီ assertive ပေါ့ရဲရဲဝုံဝုံနဲ့လက်တွေ့ကျလှုပ်ဆောင်တဲ့အလုပ်အသစ်တစ်ခုလှုပ်ဆောင်ချက်တစ်ခု action ယူမှုတစ်ခုเนาะလုပ်ရမယ့်အချိန်ကိုယ့်ရဲ့အစီအစဉ်ဆွဲထားတဲ့အတိုင်းရခြားမြခြားနိုင်ငံရဲ့ခြားပေါ့เนาะလုပ်ရမယ့်အစီအစဉ်အတိုင်းကို အာအစီအစဉ်လေးအစ်တစ်တစ်ခုကိုမေ့ပြီးပြောင်းဆွဲလိုက်တာလည်းဖြစ်နိုင်တယ်။ငါကအစီအစဉ်ဆွဲထားတဲ့မှာဆွဲထားဟိုးအရင်ကတော့ဆွဲထားတာမျိုးရှိလိုက်မယ်။ဒါပေမဲ့လည်းမလုံတော့ဘူးဆိုတဲ့ခြေအနေတစ်ခုပေါ့နော်။အာအစဉ်မပြေနိုင်ပါဘူးမရနိုင်ပါဘူးလို့ဖြစ်နေတဲ့ခြေအနေတစ်ခုကနေအခုမှအစ်တစ်ခုကိုပြန်ဆပြီးလုပ်လိုက်တဲ့အခါမှာအာကိုနဲ့အစဉ်ပြေသွားတယ်ပေါ့နော်။အခြေအနေကတိုးတက်သွားတယ်ဆိုတဲ့ပုံစံမျိုးလေးရထားတယ်နော်။ Okay. ဲတော့ဒီပေါ့နော်ဒီအောက်တိုဘာ15ရက်နေ့ကနေစပြီးတော့ဒီအောက်တိုဘာ21ရက်နေ့အထိเนาะအောက်တိုဘာ21ရက်နေ့အထိမှာကိုနီယာဖျူချာမှာလှုပ်ဖို့ဂိုင်းမှုအာအစားတော့ရည်ရွယ်ထားလိုက်မယ်နီယာဖျူချာမှာเนาะဒီဆိုလိုချင်လာမဲ့3လနဲ့6လတော့အတွင်းမှာအဲ့ဒါကလှုပ်ဖို့ဂိုင်းမှုရည်ရွယ်ထားပြီမယ်โอเคအဆင်ပြေပါမလားဖြစ်နိုင်ပါမလားအာဖြစ်လာဖို့အစီအစဉ်ရှိပါမလားဆိုတဲ့အခြေအနေကနေပြီးတော့ကို โอเคถ้าบ่တော့กว่าไม่รู้တော့อูงาอซีเซนเนี่ยซွဲถ่าได้ทายไม่รู้တော့อูอ่าไม่ตื้อတော့อูထားလိုက်တော့မယ်ဆိုတဲ့အခြေအနေကနေပြီးတော့ကိုကရဲရဲဝံ့ဝံ့နဲ့အစ်တစ်ခုကိုစပြီးတော့လက်တွေ့ကျလှုပ်ဆောင်တဲ့အစီအစဉ်တစ်ခုပေါ့နော်လှုပ်ဆောင်လိုက်တဲ့အခါမှာကိုနဲ့ဒီလိုအရင်ပတ်ချင်းတူတဲ့ကိုနဲ့အဲ align ဖြစ်တယ်ပေါ့နော် align ဖြစ်တယ်ဆိုတော့ကိုယ့်ရဲ့ energy နဲ့ align ဖြစ်တာကိုယ့်ဆိုရင်ပါရမီဖြည့်ပေးတာကိုယ့်နဲ့ harmony ဖြစ်တာ life ဖန်ညီအောင်ပြောဆိုဆက်ဆံတတ်တဲ့သူမျိုးတွေเนาะကိုယ့်နဲ့ဒီအဲ တချို့အတွက်ဆိုဒါ soul mate ပေါ့နော် soul mate အဲ twin flame ထားပါတော့ soul mate energy လို့မျိုးတွေနော်အော်တချို့အချစ်ရေးဆိုတာကောင်းတယ်ပြောလို့ရတယ်။ Terror Energy ကတော့ကောင်းတယ်။ဒါပေမဲ့ Angel အဲတချို့ဒါကတော့ဟို Angel Answer Oracle Message အရာဆိုအချစ်နဲ့ကတိုးတက်ဖို့ရှိရဲ့။အဲဒါပေမဲ့ကိုယ့်ရဲ့စိတ်တွေကဟိုအစီအစဉ်ဆွဲမယ်လုံးမယ်ဖြစ်ပါမလားဆိုရယ်ဆိုရင်စိတ်ဖြစ်ပါမလားမဖြစ်တော့ပါဘူးထားလိုက်ပါတော့ဆိုရယ်စိတ်ကနေ Okay no 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 မကြိုက်တော့ဘူးမချစ်တော့ဘူးမလုပ်တော့ဘူးရှင်းမဆက်တော့ဘူး ်အထားလိုက်ပါတော့အဲ့လိုအခြေအနေကနေပြောမှာစိတ်တက်တက်ကြွကြွနဲ့ action ပြန်ယူလာတဲ့အတွက်ကြောင့်မို့လို့နောက်ဆုံးမှာ အခြေအနေတွေကတိုးတက်ပြောင်းလဲလာဖို့ရှိပါတယ်ဆိုရယ် message ပို့လေရထားပါတယ် okay အဲ့တော့ဒီတပတ်အတော်တွေမှာဒီ energy အရာအမီတွေ့မိတလောက်တော့အချီရေးကံကမဆိုးဘူးအစ်စ် energy တော့ပြရဲဆိုပေမဲ့ဒီ fire leo fire sign နဲ့ water sign ပေါ့နော် cancerpisces scorpio erisio sagittarius အလို energy မျိုး strong ဖြစ်တဲ့ person အနေနဲ့တွေ့တတ်တယ်နော်အလုပ်ဒီမှာဆိုအလုပ်တစ်တီးနော်ဟောခန်းစားချက်အတစ်တီး action ယူမှုအပိုင်းမှာအတစ်တီးအတစ်တီးအဲ့လိုမျိုးတွေ့တယ် project အတစ်တီးကိုယ့်ရဲ့ဖန်တီးမှုအတစ်တီးအဲ့လိုမျိုးအများကြီးတွေ့ရတယ်ဒီလိုပဲကိုယ်နဲ့ရှင်ပတ်ချင်းတူတဲ့ကိုယ့်ကိုပါရမီဖြည့်ပေးမယ်လက်မကောင်းဆွေကောင်းနေနော်1500ခန္ဓာတွေ928ခန္ဓာတွေအဲ့လိုမျိုးပိုင်းနေမှာလေဖွံ့ဖြိုးတိုးတက်လာတာမျိုးတွေ့ရတယ် အဲတချို့ချို့အချိန်နေမှာ no ကိုယ့်ရဲ့ကိုယ်ကိုကိုယ့်ရဲ့ရည်မှတ်ချက်ပန်းနိုင်ကိုရောက်ဖို့အတွက်ကိုယ့်ရဲ့ကို intention ပေါ့နော်ကိုယ်စေတနာထားပြီးတော့အများအတွက်စေတနာထားပြီးလုံးလုံးဆောင်မယ်လို့ရည်ရွယ်ထားတဲ့အရာနဲ့ပတ်သက်ပြီးတော့ကိုကအဲ့ဒီအရာကိုရဖို့အတွက် design မမတ်သွားနေရတဲ့အတွက်ကြောင့်မို့လို့တချို့ကဏ္ဍတွေမှာ no ဆိုတဲ့အကြောင်းတရားတွေ no ဆိုတဲ့စကားလုံးကိုပြောတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့လေ no လည်းပြောတယ်ဒါပေမဲ့လည်းငါမရရအောင်ကိုကိုကိုရအောင်လုပ်မယ်ဒီအချိန်တိုင်းနေတာမျိုးမဟုတ်ဘဲနဲ့အဲ့လိုမျိုး အဲလက်တွေ့ကြပေါ့နော်ဟို action ယူမှုတွေလှုပ်ဆောင်မှုတွေလက်တွေ့ကြလှုပ်ဆောင်မှုတွေအဲ့လိုမျိုးတွေအနေပြီးအခြေအနေတိုးတက်လာတာမျိုးရှိနော်အဲမဖြစ်နိုင်တော့ဘူးဆိုတဲ့အခြေအနေအနေဖြစ်လာတယ်တိုးတက်လာတယ်မဖြစ်နိုင်တော့ဘူးဆိုတဲ့အခြေအနေအနေတိုးတက်လာတယ်မဖြစ်နိုင်တော့ဘူးဆိုတဲ့အခြေအနေအနေတိုးတက်လာတယ်โอเคထားလိုက်ပါတော့ရာလက်ကငါရှိမှာရာနှုံးပြည့်ရှိနေမှာမဟုတ်တာအဲ30ရာလောက်တော့ပဲရှိရဒါပေမဲ့အဲ့လိုခြေနေရနေအော်တိုဘရ21 22ရောက်တဲ့အခါမှာခြေနေရလောကတိုးတက်ပြောင်းလဲလာပါတယ်နော် Okay so အဲ့ဒါဆိုရင် MLP file လေးကိုဒီ color check reading လေးကို MLP ဒီညမှာပဲအဆုံးသတ်ပြရစီဒီ reading တွေကိုကြည့်ပြီးတော့တစုံတစ်ယောက်ကနေပြီးတော့เนาะစိတ်ခွန်အားနေဖြစ်သွားတာเนาะဟို energy အပြောင်းလဲတွေဖြစ်သွားတာ energy shift လေးလောက်လိုက်နိုင်တာဒီကိုယ့်ရဲ့ mindset စိတ်ခံစားချက်နဲ့ပတ်သက်ပြီးတော့အပြောင်းလဲလေးကောင်းတဲ့ရှုထောင့်တစ်ခုကနေတွေ့လိုက်တာ idea ကောင်းတွေတစ်ခုရသွားတာเนาะအဲ့လိုမျိုး absorb လုပ်လိုက်နိုင်တယ်လက်ရှိဖြစ်နေတဲ့အခြေအနေကိုလက်ခံနိုင်တယ်ပြီးတော့ကိုယ်သွားကြည့်နေရည်ရွယ်ထားတဲ့လမ်းကြောင်းကိုရောက်ဖို့အတွက် အဲဒီကောင်းမွန်တဲ့ blessings တွေအကုန်လုံးကိုလက်ခံလိုက်နိုင်တယ်အဲ soft လုပ်လိုက်နိုင်တယ် receive လုပ်လိုက်နိုင်တယ်နော်အဲ့ဒါကြောင့်စပြီးတော့ action you may energy ကိုအပြောင်းလဲလုပ်လိုက်နိုင်တဲ့အတွက်ကြောင့်မို့လို့နော် okay ရှေ့ကိုဆက်သွားမယ်နော်အခြေအနေကဒီ October 25မှာရှိမဲ့အခြေအနေနဲ့ October 22မှာရှိမဲ့အခြေအနေနဲ့ကမတူပါဘူးအခြေအနေတိုးတက်ပြောင်းလဲလာဖို့ရှိတယ်နော်ကန္တမျိုးစုံမှာ အခြေအနေလူမှုရေးစီးပွားရေးနော်အလောက်ကပညာရေး1958ဘာဖြစ်လို့လဲဆိုတော့ ရေမီးတွေနော်ဟိုအဲ့လိုမျိုး cancel pisces scorpio energy အရာရော aries လို sagittarius energy ရောနည်းနည်းလေးကို passionate ဖြစ်တဲ့အရာကိုတကယ် commitment ရှိရဲတကယ်စိတ်အားထက်သန်ပြီးတော့ကိုတကယ်ဖြစ်ချင်တဲ့ဆန္ဒတစ်ခုပဲကိုလက်တွေ့ကြကြနဲ့ account ထဲပေါ်မယ် universe ဘက်ကလည်း parami ဖြည့်ပတ်တွေလာပါလိမ့်မယ်နော် okay so amnesty readings လေးကိုဒီညမှာအဆုံးသတ်ပြရစီအဆုံးထိချင်းပြီးပြီးနားထောင်ပြီးတော့ကျေးဇူးများကြီးတင်ပါတယ် amnesty မှာ personal reading package လေးဝယ်ယူချင်တာပဲဖြစ်ဖြစ်1 hour readings လေးဝယ်ယူချင်တာပဲဖြစ်ဖြစ် healing service တွေနဲ့ပတ်သက်ပြီးတော့ free service တွေယူချင်တာပဲဖြစ်ဖြစ်အခြေခံ terror panic ကိုလေ့လာခြင်းလို့ပေါ့နော်ဒီ Telegram video group လေးတွေဝယ်ယူချင်တာပဲဖြစ်ဖြစ်ဒီလိုအမျိုးအခုဆိုရင်အညတိုင်းတင်တင်ပေးတဲ့ video လေးရှိတယ်ပေါ့နော်အဲ့ video လေးလေ့လာချင်တာပဲဖြစ်ဖြစ်ဟာတော့ဆိုရင် chat box မှာလာရောက်မြင်မြန်ဆုံးဆန်းလို့ရပါတယ် admin team က online share နဲ့ချက်ချင်းကြောင်းပြန်ပေးမှာဖြစ်ပါတယ်အဆုံးထိချိန်ပေးပြီးနားထောင်ပြီးတော့ကျေးဇူးများတင်ပါတယ် bye bye see you soon Thank you.